အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Shopee app ကနေပြီးတော့ပစ္စည်းဘလို့ဖီးယူရမလဲပေါ့နော်ပိုကတပြားအောင်ဝေးရဖိုင်နဲ့ဖီးဘလို့ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံး Play Store ထဲဝင်ပြီးတော့ဒီ Shopee app လေးကိုအရင်ဆုံးဒေါင်းပေးပေါ့နော် Google Play Store မှာ Shopee လို့ဆက်ပြီးတော့ကျွန်တော်ဒေါင်းပေးပါအခုလေပေါ်လာရင်မြန်မာနိုင်မှာ Shopee ပေါ်လာပါပြီ။အဲဆိုရင်ဒီအဲ့လေဒေါင်းပါ brother တို့ကမဒေါင်းရသေးဘူး။ကျွန်တော်ကဒေါင်းလာပါပြီတဲ့အတွက်ဒေါင်းရမလို့တော့ပါဘူး။ ုလို software တွေရောက်လာပြီเนาะကျွန်တော်တို့က new user ဖြစ်တဲ့ account တည်ဖွင့်တယ်ဒါကျွန်တော်တို့ program fee နဲ့ PC နေရာကျတဲ့ out တွေကိုကျွန်တော်တို့0နဲ့ရမှာဖြစ်ပါတယ်အခုကျွန်တော်ညပတ်လာနိုင်ဆိုလဲတပတ်နဲ့ရတာပါဒါတကယ်ဂျင်းမဟုတ်ပါဘူးတကယ်ရတာပါဒီအနေနဲ့ဒီ developer fee ယူမယ်ဆိုရင်ပေါ့နော်ကျွန်တော်ပြရတဲ့အတိုင်းကျွန်တော် account sign in ကိုရမှာဖြစ်ပါတယ်အကောင့်တင်ခွင့်ရမှာပါနော်ကျွန်တော် sign up ဆိုတဲ့အရာလေးကိုနှိပ်ပြပါအပေါ်မှာကျွန်တော်များပြရတဲ့အတိုင်း ို့မှာအခုဖုန်းနံပါတ်ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ထည့်လို့ကြည့်လို့ရလို့ Facebook Google နဲ့လည်း join လို့ရတယ်ကျွန်တော် line စင်းနဲ့လည်းရပါတယ်ကျွန်တော်ကတော့ Google နဲ့ပဲ join ပြမှာဖြစ်ပါတယ်ကျွန်တော် Google join ပါပြီကျွန်တော်အမကို join ချင်တဲ့ account တစ်ခုကိုယူလိုက်ပါနော် Google account ပြီးရင်ကျွန်တော်တို့မှာ log in ထည့်ခိုင်းမထည့်လိုက်ရကျွန်တော်အပေါ်အများလေးနေလိုက်ပါအဲဒါဆိုရင်တော့ကျွန်တော်တို့ account ဖွင့်ပါပြီး အဲ့ဆိုရင်ပေါ့နော်အခုကိုနေတဲ့တန်ရာလိမ့်စာပေါ့နော်တန်ရာလိမ့်စာနဲ့ကျွန်တော်တို့ဖုန်းနံပါတ်နှက်မြဲဒါမှမဟုတ်လုပ်ငန်းလိမ့်စာလေးရတယ်ပေါ့အဲ့ဒါထည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့ fit ပစ္စည်းတွေနော်သုံးရပတ်တဲ့နဲ့ free လို့လို့ရအောင်ဖြစ်ပါတယ်ကျွန်တော်လိမ့်စာမထည့်မတက်ဘူးဆိုတော့ကျွန်တော်နောက် video မှာကျွန်တော်တင်ပြပေးမှာပဲကျွန်တော် comment လေးရေးထားပေးကြပါဖုန်းနံပါတ်နှစ်ချက်ဆိုရင်တန်း200ကျော်တယ်ပေါ့နော်ဒီနှစ်ချက်ကျွန်တော်ယူရနှလုံးရှိပြီကကျောင်းသူငယ်ချင်းဖုန်းလေးပေါ့နော်အခု user name ဆိုလဲမှာကျွန်တော်ပြရတဲ့အတိုင်းဆယ်တုပ်ပါလောက်မှာ0ပါမယ်ပါဒါတကယ်ချင်းမဟုတ်ပါဘူးနော် တကယ်ပါလားပို့က fever အတူတည်းတရားကြမ်းမညာမကျွန်တော်လည်းကားပဲမနော်အဲကိုလူရှင်နေပစ္စည်းကိုမာယူနိုင်မှာပြီအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ page ကို like and subscribe လေးလုပ်ပြီးတော့အားပေးကြပါဦးနောက်ထပ် video လေးအများကြီးထပ်တင်ဖို့ရှိပါတယ်ဗျာ